င်္ဂလာပါရှင်ကျမကတော့ပြည်သူ့မှုထရဖွဲ့ကရီရှာဖြစ်ပါတယ်ဒီနေ့တွေ့ကတော့အလုံးမဲငငယ်တုန်းကစားဖူးနေကြဖြစ်လိမ့်မယ်မုံပိုင်းနောင်မုံလေးကိုလုတ်ပြသွားမှာဖြစ်ပါတယ်ရှင်အခုတော့တက်ဆီတွေပဲပြပြပေးမှာဖြစ်ပါတယ်ဒါကပထမဆုံးစမ်းဖို့ပါမြန်မာနိုင်ငံမှာတော့ကောက်ကြီးစံလုံးဝင်မယ်တခြားနိုင်ငံတွေရောက်နေဆိုလို့ဆိုလို့ရှိရင်တော့တခြားစံတွေတော့ပြပါပါတယ်အာဒါကတော့မုံပိုင်းနောင်မုံပဲစုပ်ကိုခေါ်ရမုံလို့တဲ့ပါတုံးနေပေးပါပေးရအမျိုးမျိုးတုံးလို့ရပါတယ်ပေးလို့ဖြစ်ဖြစ်ဒါပဲပြီးတုံးလို့ရတယ်ဒါကတော့ကက်တနီပြီးမှတုံးထားပါ ပြီးလို့ရှိရင်မုန်းလို့ပြီးသွားလို့ရှိရင်အပေါ်ကနေပြီးတော့စီစမ်းစားဖြူပြီးတော့ဒါပါထည့်ဖြူပါခါဒါကလည်းအပေါ်ကဖြူစားဖို့အုံးပြီးပါစားလီနည်းနည်းလို့ပါမယ်ဒါကမုန်းနှိမ့်နှိမ့်ဖို့အတွက်ရည်လို့ပါတယ်ပထမဦးဆုံးမုန်းနဲ့ထည့်ဖို့စားနည်းနည်းထည့်ပါမယ်စားနည်းနည်းထည့်ပြီးသွားလို့ရှိရင်မုန်းနှိမ့်လေးကိုတမအောင်ထည့်ပါမယ်ထည့်သွားလို့ရှိရင်ရေနည်းနည်းထည့်ပါမယ် ီကနည်းနည်းချင်းဒီပဲထည့်ပေးတာပေါ့ကောင်းပါတယ်ထပ်ပြီးတော့ဘောတလောက်ထည့်ပြီးတော့ဒီမှာလည်းနေပုံအားရမယ် နဲ့အမုန်းနှစ်ကိုဒီလိုအနေထားမျိုးရပါပြီဆိုလို့ရှိရင်တော့အမုန်းနှစ်ကိုအလုံးလုံးလေးဖြည့်ဖြည့်အောင်လုပ်ပြီးတော့ထမင်းပေါင်းထဲမှာပေါက်ပါမယ်ဒီထမင်းပေါက်ဖို့လေးကတော့ရေနွေးနဲ့အပေါ်ကပေါင်းနဲ့ခန်ခေါက်ကလေးကိုအပေါ်ကပေးပါပြီပတ်ထားပါအဲ့ဒီထဲကိုဒါလေးအစက်လိုက်ဆက်လိုက် များများစားခြင်းတဲ့တွေ့ကြတော့အလုံးအကြီးကြီးလုံးလို့ရတယ်ပေါ့နော်ချွတ်ကြတော့ဒါနည်းနည်းပဲအရင်မများဘူးဆိုတော့ပုံမှန်အလုံးလေးလုံးပြီးတော့ပဲဖြစ်လိုက်ပါမယ်ဒီဟာပေါက်ခါတာ10မိနစ်လောက်ဆိုလို့ရှိရင်ရပါပြီ10မိနစ်လောက်ပေါက်ပါမယ်အာမုံလေးတွေပေါက်ခါတော့ချွတ်ကသုံးမဲ့ပဲလေးတွေကိုခြေထားလိုက်တယ်ပေါ့နော်ပို့ပြီးလိုက်အောင်လက်ကိုတန်နေဆေးထားပါတယ်ချွတ်ကလက်အိတ်တွေသုံးပြီးတော့လောက်ရတာကိုကိုယ့်အိမ်မှာကိုစားဖို့ဆိုတော့တန်တန်လေးမဆွတ်ပါဘူးဆိုလို့ရှိရင်မုံသားလေးတွေကဒီလိုအနေထားလေးဖြစ်လာပြီဆိုလို့ရှိရင် မုံဆယ်လိုက်ပါမယ်မုံလေးကိုဒီလိုမျိုးလေးခွဲကြည့်လိုက်လို့ရှင်မုံကားကအတွင်းမှလေးနည်းနည်းပဲဟိုချက်ဖို့တုံးလေးရောက်ပြပါမယ်နော်။ဒါလေးကိုဒီလိုခွဲပြီးတော့အေးလေးခံပြီးသွားရင်နောက်တစ်ခါထပ်ပြီးတော့ပြင်ပြီးတော့ပေါက်ပါပါမယ်။အခုတော့အရင်ဆုံးအေးခံထားလိုက်ပါမယ်။အဲအခုဆိုလို့ရှင်နည်းနည်းလေးအေးတဲ့အနေထားရ သွားပြီဆိုတော့အချောမုံဘိုင်းတောင်မှာမုံပဲစုကတကူပြီးတော့ဒီဘက်ကရိုးရိုးမုံဘိုင်းတောင်ရှိတာတကူလုပ်မှာဆိုတော့အဲပဲနဲ့နေမဟာကိုချမ်းခဲ့ပြီးတော့ဒီအဖြူလုံးမဟာကိုခွဲထားလိုက်ပါမယ်နည်းနည်းအာခုလိုခွဲပြီးသွားပြီဆိုလို့ရှိရင်နော်ချိန်ထားတယ်မဲလီနေထည့်ပြီးတော့ထပ်ပြီးတော့တမအောင်နေပေးပါမယ်စားလီနည်းနည်းလေးထည့်ပါမယ်ပဲနဲ့ တချို့ဆိုတာပေါင်းထားတယ်မဟုတ်ဖြစ်ပေါ့နော်အဲ့ဒါကိုဒီလိုအနေထားရောက်တဲ့ဒီသမအောင်မေးလိုက်ပါမယ်ဒီလိုမွေပြီးသွားလို့ရှိရင်အဆုံးလေးဆုပ်ပြီးတော့ပြန်ပြီးထည့်ပါပါမယ်ဒီအဖြူကိုလည်းအလိုသမအောင်ပေါ့နော်ပြန်ပြီးတော့မွေတယ်မွေပြီးသွားလို့ရှိရင်ကျတော့သူ့ကိုကျတော့ငွေချောလို့ငယ်ငယ်တော့ဆိုတော့နွားရုပ်လေးပါလေးတော့ကြာပေါ့နော်အလိုဘေးလေးနဲ့လုပ်လို့လည်းရတယ်အခုတော့ကိုယ်ဆင်ပြေတဲ့ပုံစံမျိုးတွေနဲ့ပုံစံရုပ်ပါမယ်လောလောဆယ်တော့ပဲဒီအပဲနဲ့လုပ်ထားတဲ့ဟာကိုအရင်ထည့်ပါမယ်ကိုယ်တွေကိုပဲနဲ့ပဲအစုံလေးကိုထည့်ပြီးတော့ပါစ ဖဲနဲ့လုပ်တဲ့ပုံလေးတွေကိုပေါင်းပြီးတော့မှဖြူလေးတွေကိုပုံစံကိုလိုချင်တဲ့ပုံစံလေးလေးလုပ်ထားပါမယ်။အဖြူကျတော့တိတိလေးပုံစံထားလုပ်ပြီးတော့ပေါင်းလိုက်ပါလေ။ပေါင်းထားတာလေးလည်း7မိနစ်လောက်ဖြစ်သွားပြီဆိုတော့နော်တချို့ကြည့်ပါတော့ကြည့်ရင်းဆိုတော့ဒီလိုကြည့်မယ်ကြည့်ရအောင်ကြည့်နေပြီနော်ကြည့်နေပြီဆိုတော့ဒါလေးမျိုးဒီပထမဦးစေးဖြစ်ပါမယ် ီပဲမှုနေရတော့ကျက်သွားပြီပေါ့နော်အဲ့ကျက်သွားတဲ့မှုလေးတွေကိုကကြီးလေးတိတ်တိတ်လေးဖြစ်ပြီးတော့အဲစားသုံးဖို့အတင်းစားသုံးဖို့ပြင်ဆင်ရပါမယ်ဆိုလို့ရှိရင်ဒီပဲမုံကြတော့ဒီပဲအစုပ်ကနေပြီးတော့ဒီလိုမျိုးပုံမှန်အစင်းစားလို့ရတဲ့ဟာမျိုးဖြစ်အောင်ညှက်လိုက်တယ်ညှက်ပြီးတော့ပြီးဆိုလို့ရှိရင်အဲ့ညှက်ပြီးရဲ့ချိန်မှာပဲအဖြူရောင်ဟိုဟာလေးရတယ်ကြက်လာပြီးမို့လို့အဲ့ဒါလေးကိုလည်းပေါင်းဝင်လည်းဆက်ထုတ်ပါမယ်စိုက်လို့လို့ရတာအဖြူလေးရတယ်ကြက်နေပြီဆိုတော့ပေါင်းဝင်လည်းထုတ်ပါမယ် ခုဆိုလို့ရှိရင်ဒီအဖြူလေးရယ်ဆက်ပြီးပါတော့။သူကကြတော့အသေးလေးကြောခဏလေးနဲ့အေးွားတယ်။ဒီလိုနှစ်ခုလုံးနည်းနည်းအေးွားပြီးစားလို့ရတဲ့အနေထားရပြီဆိုလို့ရှိရင်တော့ပုံပွဲပြင်ပါတော့မယ်။ဒါကတော့စားဖို့ပြင်နေပါပြီ။ခဲကိုထည့်မယ်မြေပဲလေးတွေကိုစားလေးနဲ့ရောပြီးပါမယ်။ဆိုတော့စင်းနေစားမယ်ဆိုရပါတော့ပြဖြအောင်ပါ။ပြီးရင်ဇွန်လေးနဲ့မြေပြီးတော့ရင်သူ့ကိုထည့်ပြီးလိုက်ပါမယ်။ းလေးအဲ့ဒါလည်းချိန်လိုက်ပါမယ်ပြီးရောစီစမ်းပြီးတော့ရောနေလိုက်ရပါမယ်ရှင်ဒါကတော့စီစမ်းပြီးပါကောင်းတဲ့ဖုန်းလေးတစ်ခုဖြစ်သွားပါပြီရှင်။ဘိုင်းတော့မှာ